မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရရှင်မိဘပြည်သူများရှင်ဒီနေ့မှာဆိုရင်ထိဖွင့်ခဲ့ပြီเนาะ86ကြိမ်မြောက်ဒီပေါက်ဆိုင်လေးကိုကျမတို့ Prime Media Telegram Channel မှာလည်းတင်ထားပြပါရရှင်မိဘပြည်သူများထိမတိုက်ရသေးဘူးဆိုရင်တွားရောက်ပြီးတော့ထိတိုက်ကြဖို့လည်းကျမမြတ်တမ်းခံလိုပါရရှင်မိနေမှာဆိုလိုပါရှင်ကျမခုသတင်းတင်တဲ့အချိန်ကညဘက်9:00နာရီဆိုတော့အချို့၄စီကိုတော့ ထီရောင်းတဲ့ပုံကိုတွေကဖုန်းဆက်ပြီးပြီနဲ့တူပါရဲ့ရှင်ထီပေါက်တယ်ဆိုဖုန်းဆက်အကြောင်းကြားရပေါ့နော်ကျွန်မစီဘူးတော့ဘေးပုတ်ကိုမဖုန်းမဆက်လာသေးတဲ့အတွက်ကျွန်မထီမပေါက်နဲ့တူပါရဲ့ရှင်ဒါကြောင့်ထီစံကနေပြီးတော့ဖုန်းဆက်တာခံရတဲ့အုပ်ကိုများအားလုံးကိုကျွန်မဒီကနေပြီးတော့ခုံပြူစကားလေးလည်းပြောကြလိုက်ပါရစေ။ဒီလမှာထီပေါက်တဲ့အတွက်လူကြီးမင်းနဲ့အတူကျွန်မတို့ Prime Media ကထပ်တူဝမ်းသာခုံယူပါရစေ။ နောက်လာတွေမှာလည်းထိပေါက်ပါစေလို့ကျမတို့ကဆုတောင်းပေးပါရရှင်ဒီမပေါက်သေးတဲ့သူတွေလည်းဆွဲမလျှော့ပါနဲ့နော်နောက်လာကြရင်ပေါက်နိုင်ခြင်းရှိပါတယ်ဒါကြောင့်အစိုးရအထီကိုကန့်ဆန်းကြပါလို့လည်းကျမအနေနဲ့ဂိုက်တွန်းချင်ပါရရှင်မိဘပြည်သူများကြောင့်ပထမဦးဆုံးသတင်းလေးအနေနဲ့ကျမရွေးချယ်ထားတာကတော့ရန်ကုန်မှာဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်လေးတစ်ခုရှိပါရရှင်ကလေးတငယ်စွန့်ပစ်မှုဖြစ်သွားခဲ့ပါရရှင်စွန့်ပစ်ခံရတဲ့ကလေးလေးကလည်းသေဆုံးသွားခဲ့ပါရရှင်ဖြစ်စဉ်လေးကိုကျမအယုံဆုံးဖတ်ပြပါမယ်ရန်ကုန်မြို့ပဟန်းမြို့နယ်ဆက်ရှင်လမ်းထိပ်မှာဆိုရင်ရမန်နေ့မွန်လွဲ7:30လောက်ကချက်ကျိုး တန်တန်နဲ့ပေါ့နော်သွေးတွေနဲ့ထမိန်ပတ်ထားတဲ့မွေးကင်းစကလေးငယ်တူဆုံပြမှုဖြစ်ပွားခဲ့ပါရှင်ဒီကလေးငယ်ကိုအမိုက်ကောက်တဲ့သူတွေကစတင်ပြီးတွေ့တဲ့အချိန်မှဆိုရင်ကလေးငယ်ဟာတတ်မရှိတော့ပါဘူးရှင် ကလေးငယ်လေးအမိုက်ပုံနဲ့မှာပေါ့နော်ဒီတိုင်းလေးသိဆုံးနေတဲ့ပုံလေးလည်းလူမှုကွန်ရက်မှာတက်လာပါရှင့်တချို့မိဘပြည်သူတွေစိတ်မကောင်းဖြစ်မှာဆိုလို့ကျွန်မဓာတ်ပုံလေးတော့မပြတာတော့ပါဘူးရှင်ကျွန်မတို့နိုင်ငံမှာဆိုရင်မွေးကင်းစကလေးတွေစွန့်ပြစ်မှုတွေကနှစ်ဆက်နေတိုင်းတိုးပွားနေတဲ့ပုံစံတော့ရှိပါရှင့်ကျွန်မတို့နိုင်ငံမှာဆိုရင်မှတ်တမ်းစုစည်းမှုကတော့အားနေတာအမှန်ပါပဲရှင်ဒါကြောင့်စွန့်ပြစ်ခံရတဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့ဘိုလ်ချုပ်ကင်ထားတဲ့ database ပုံတော့မရှိတဲ့အတွက်ကျွန်မတို့ကရဲစခန်းနေစိတ်ယုံနေလူမှုဝန်ထမ်းဌာနတွေမှာရှိတဲ့စာရင်းတွေကိုပဲ live စစ်ဆေးပြီးတော့သိရှိရတဲ့အခြေအနေပေါ့နော်အဲ့ဒီမှတ်တမ်းတွေကိုလည်းအဲ့လိုစုစည်းပြီးတော့ခံ ာတစ်ခုအနေနဲ့ဟိုစုစည်းထားတဲ့ data မရှိရတဲ့ကျွန်တော်တို့အတိအကျပြောဖို့တော့ခက်နေရဲ့ရှင့်ဒါပေမဲ့ကမ္ဘာမှာရှိတဲ့ကလေးဆောက်ရှောက်ရဲ့အဖွဲ့အစည်းတွေအစီအစဉ်ခန်းစာတွေပေါ့နော်အဓိကကတော့ဒီ save the children ကပတ်ကလေးများရုံမုံငွေအဖွဲ့အဲ့ဒီအဖွဲ့တွေအစီအစဉ်ခန်းစာတွေရဆိုရင်မြန်မာနိုင်ငံမှာနှစ်ဆင်ကလေးဆုံးပြမှုက90ကနေ100ခန့်ဝန်းကျင်ရှိနေတယ်ဆိုပြီးသိရပါရှင့် ဒါပြင်2021နောက်ပိုင်းမှာဆိုရင်လည်းစီးပွားရေးလူမှုရေးအချက်အသေးတွေစစ်ဘေးဆိုင်ရာကိစ္စတွေဖြစ်လာဖြစ်တဲ့အတွက်စွန့်ပစ်မှုနှုန်းကလည်းအ ਨੇ ငယ်ပိုပြီးတော့မြင့်တက်လာနိုင်တယ်ဆိုပြီးတော့အစီရင်ခံစာတွေကနေတစင်ကျွန်တော်တို့သိရှိရပါတယ်ရှင့်ကလေးတငယ်တွေကိုအခုလိုစွန့်ပစ်နှုန်းမြင့်တက်လာတဲ့အခြေခံအကြောင်းတရားတွေကတော့စီးပွားရေးချို့တဲ့တာဒီလိန်ပညာရေးပေါ့နော် သားဆက်စားပညာရေးပေါ့ရှင်အဲ့ဒီပညာရေးတွေပြည်သူတွေကိုဖြန့်ဝေတာအားနေတာပြီးတော့စစ်ဘေးဆိုင်ရာကိစ္စတွေလူမှုစီးပွားအဆင်မပြေမှုတွေအဲ့လိုမျိုးအကြောင်းရင်းခံနေကြောင်ဒီလိုဆွန့်ပြစ်မှုတွေတိုးပွားလာတာပဲဖြစ်ပါရှင့်ကျွန်မတို့ဗန်းပြည်နေနဲ့လက်ရှိမှာရန်ဆိုင်နေရတဲ့အခက်အခဲတွေအများတန်များပြပါတယ်ဒီခက်ခဲကြီးရကြတဲ့မှာမှာဒီလိုကလေးမွေးကင်းစာလေးတွေဆွန့်ပြစ်တဲ့ကိစ္စကိုလူတွေကဘသူမှသိပြီးအာရုံမဆိုင်နိုင်တဲ့အခြေအနေဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒါကကျွန်မတို့တမျိုးသားလုံးအတွက်အများတန်ကြီးမားတဲ့အန္တရာယ်တစ်ခုပါပဲရှင့်ဒီကလေးဟာဒီလိုမျိုးအမှိုက်ပေါ်မှာလာပြီးတော့ဆွန့်ပြစ်ခံရတယ်ဆိုတာက ဘလို့အကြောင်းတရားကြောင့်လဲဆိုတာကိုကျမတို့ကအဲ့လိုမျိုးပေါ့နော်။တေချာလိုက်လံရှာဖွေပြီးတဲ့အခါမှာခလေးဆုံးပြစ်မှုနှုံးကိုရှော့ချဖို့အတွက်စူးစမ်းရမှာပါရှင့်။ဘာကြောင့်ဆုံးပြစ်လဲဆိုတာကိုကျမတို့အရင်ဆုံးရှာဖွေရမယ်။ဆုံးပြစ်တဲ့ပုံပုံတွေကိုလည်းကျမတို့ရှာဖွေနိုင်အောင်စူးစမ်းရမယ်။ပြီးတဲ့အခါမှာကလေးတငယ်ကိုဒီလိုဆုံးပြစ်တယ်ဆိုရင်ပြစ်ဒဏ်ပေးလို့ရရရှင့်ကလေးတငယ်ဥပဒေဆိုတာရှိရပါတော့ပြစ်ဒဏ်ချလို့ရတယ်6နှစ်9နှစ်လောက်ထိကိုချလို့ရတယ်လို့ကျမတို့လေ့လာမှုအရာသိရပါတယ်ဒါအပြင်ဒီလိုဆုံးပြတဲ့အတွက်ကလေးကတိတ်ဆုံးသွားတယ်ဆိုရင်ဒါလူသတ်မှုပါပေါင်းပြီးတော့တရားစီရင်ရမှာဖြစ်ပါရှင့် ဲ့လိုမှမဟုတ်ဘူးဆိုရင်ကလေးတွေမွေးလာပြီးတော့ဖြစ်စရက်ခတ်ဆွတ်ပစ်သွားတယ်ဆိုတာကဒါကလူအသက်အချောင်းမှရှင့်ဥပမာခက်ခဲရှိလာလို့ကလေးဆွန့်ပစ်ချင်တယ်ဆိုတော့မှဒါမက်ခန်နေဝေးလို့ရှိရပဲဟုတ်တယ်မလားသူတို့ကိုဆက်သွယ်ဖို့အတွက်နှီးမျိုးစုံနဲ့ကြိုးစားပြီးတော့ပေးရင်ပေးဒါမှမဟုတ်အစိုးရဖွင့်လာတဲ့မိဘမဲ့ကြီးရယ်ရှိရယ်ဌာနဆိုင်ရာတွေကဖွင့်လာတဲ့မိဘမဲ့ကြီးရယ်ရှိရယ်ဒီလိုညာတွေဆက်သွယ်ပြီးတော့ပေးတယ်ဆိုရင်ဒါမသိမ့်တော်ဘူးလားရှင့်အဲ့လိုမှမဟုတ်ပဲနဲ့ကလေးကိုဒီလိုမျိုးဆွန့်ပစ်တယ်ဆိုတော့ဒါလူသက်မှုပဲရှင့်ဒါအောင်လဲဆုံးပြတဲ့သူတွေနားလဲဖို့အတွက်ကိုကျွန်မတခါလေးပြောပြလိုက်ချင်ပါရှင့်။ရက်ဆက်ရုံမှလုံးနဲ့ကိစ္စရင်မလုပ်ပါနဲ့ရှင့်။ ကိုကြောင့်လူဖြစ်လာတဲ့ကလေးတယောက်ကိုဒီလိုဆုံးပြစ်တာထက်ဆိုင်မမွေးနိုင်တော့လို့ရှင်ကောင်းမွန်တဲ့နေရာကိုပို့ပေးပိုင်နိုင်ဖို့အတွက်ကတော့လူသားတယောက်အနေနဲ့စ조사တဲ့နယ်လို့ထင်ပါရှင်ကျမတို့အနေနဲ့ကလည်းကျမတို့နိုင်ငံမှာပေါ့နော်ဒီမိုကရေစီဆိုးကပြန်ပြီးတော့ဖြစ်သွားပြီဆိုရင်တော့ဒီကလေးတငယ်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျမတို့အများကြီးလှုံ့ဆော်ရအောင်မယ်လို့ထင်ပါရဲ့ရှင်။ဒီလိုလှုံ့ဆော်နိုင်မဲ့ပုံကိုယ်ကြီးလည်းပေါ်ထွက်လာပါစေလို့လည်းကျမအနေနဲ့ဆန္ဒပြုပါရဲ့ရှင်။မိဘပြည်သူများရှင်ကျမခုပြောပြပေးရမယ့်သတင်းလေးကတော့ PDF အဖွဲ့ကနေထုတ်ပြန်လာတဲ့စာလေးတစ်စောင်ပုံမူတည်ပြီးတော့လူငယ်တွေသတိထားတဲ့နာလေးကိုကျမအနည်းငယ်လေးပြောပြချင်ပါရဲ့ရှင်။ အခုဒီစာလေးကိုထုတ်ပြန်ထားတာကတော့2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့ကထုတ်ပြန်ထားတဲ့စာလေးဖြစ်ပါရှင့်ကျွန်မပြသထားပါရှင့်ဒီစာလေးမှာပါဝင်တဲ့အကြောင်းအရာလေးကတော့မျိုးသမီးတယောက်ရဲ့ဓာတ်ပုံကိုစာရဲ့ထိပ်ပိုင်းမှာပြသထားတာမြင်တွေ့ရပါရှင့်အကြောင်းအရာကတော့ငွေကြေးလိမ်လည်တဲ့ကိစ္စဆိုပြီးတော့ခေါင်းစဉ်တက်ထားပါရှင့်ဒီမှာရေးထားတာကတော့ဒီမျိုးသမီးလေးရဲ့အဖေနာမည်ဒီမျိုးသမီးလေးရဲ့မှတ်ပုံတင်နံပါတ် ပြီးတော့သူဟာဆိုရင်တဲ့ဒီကျွန်တော်တို့ RUC စစ်ကြောင်းနေပြီးတော့ဗောနော်14ရက်10လ2024မှာတော်လိုင်းရေးနဲ့ပတ်သက်တဲ့တာဝန်တွေကိုဆက်လက်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက်အဖွဲ့ကလည်းတရားဝင်နှုတ်ထွက်သွားပြီးဖြစ်တယ်ဆိုပြီးရေးသားထားပါရရှင့်ဒီမင်္ဂလိဟာဆိုရင်လည်းအဖွဲ့ကနှုတ်ထွက်သွားပြီးရဲ့အချိန်မှာပေါ့နော်ရဲဘော်တစ်တေကိုသူက TikTok Media နဲ့တဆင့် Telegram Channel ကိုသူက chain အချက်လုတ်ပြီးတော့တယောက်ကိုနှစ်သိန်းကျပ်နှုန်းနဲ့လာရောက်ခေါ်ဆောင်ပေးမယ်ဆိုပြီးတော့ငွေကြေးလိမ်နဲ့တောင်းဆိုခဲ့ပါတယ်တဲ့ လက်ရှိမှာလည်းဒီမျိုးသမီးကဘဲတော်လည်းအဖွဲ့စည်းအောင်မှာတာဝန်ထမ်းဆောင်ခြင်းမရှိဘဲနဲ့ရွာသားဖြစ်ပဲနေထိုင်နေတယ်ဆိုပြီးရေးသားထားပါရှင်။ဒါကြောင့်ဒီမိန်းကလေးကိုသူတို့ကပေါ့နော်။သွားပြီးတော့တက်တေလေးနဲ့တကွာစစ်ဆေးတဲ့ခါမှာဆိုရင်ဒီမိန်းကလေးကပြောတယ်တဲ့။အကောက်ဖတ်ခံရတယ်ဆိုပြီးထွက်ဆိုတယ်တဲ့။ဒါပေမဲ့တက်တေက record တွေနဲ့ချပြလိုက်တော့ဒီမိန်းကလေးကဝန်ခံခဲ့တယ်။ဒါကြောင့်ဒီမိန်းလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။သူကျူးလွန်တဲ့ကိစ္စမှာသူတောက်တဲ့ကျူးလွန်တာမဟုတ်ဘူးဆိုတာလည်းသူတို့ကသိရတယ်ပေါ့နော်။ဒီတော့ဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့နောက်နောက်ဘလို့ကိစ္စတွေမှာကျွန်တော်တို့ RUC စစ်ကြောင်းကနေပြီးတော့တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ပါဘူးဆိုပြီးတော့စစ်ကြောင်းတာဝန်ခံကလက်မှတ်ထိုးပြီးတော့ဒီစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဖြစ်စင်ရတော့ရွေးရှင်ပါရှင်ဒီမိန်းလေးက PDF ဖွင့်ဝင်လုပ်တယ်ပြီးတော့သူ့ရဲ့ရက်ရွာကိုပြန်နေတယ်ပြီးတဲ့အခါမှာအခြားလူတွေကို PDF ဝင်ကျင်လို့ရှင်သူနဲ့ဆက်သွယ်ပါသူ့ကိုပတ်စံနဲ့တိတ်ပေးသူ့လောက်ခေါ်ပေးမယ်ဆိုပြီးတော့အချင်းချက်လောက်တာပေါ့နော်လူမှုကွန်ရက်မှာကျွန်တော်တို့အဲ့လိုရုပ်သံဖိုင်တွေအများကြီးတွေ့ရရှင်မိဘပြည်သူအနေနဲ့ပေါ့နော်ကိုမဆက်ကြောတတ်တာမရှိရဲဆိုရင် TikTok သုံးနိုင်ပါလေနည်းနည်းတတိထာစောင့်ကြည့်စေချင်ပါတယ်။ TikTok ကနေပြီးတော့ပဲအဲ ကောင်းမလေးပေါ့နော်အဲစစ်ဝတ်စုံလေးနဲ့သူကတောထဲမှာအဲ့လိုတော်တော်လေးကပြီးတော့ PDF ဝင်ချင်သူတို့ဆက်သွဲပါဘယ်ဖုန်းနံပါတ်ကိုဆက်ပါဆိုပြီးတော့ဆက်သွဲနေတဲ့ကိစ္စအများကြီးလုပ်နေရဲ့ရှင့်အရင်ကကျွန်မတို့ကြားရတဲ့ဇာတ်လမ်းနေဆိုလေ PDF ကောင်းမလေးရပါတော့တော်ထဲကနေပြီးတော့ဒီကောင်းလေးတွေကိုရေးစားဖြစ်အောင်လုပ်တာရုပ်ရည်လေးဘန်းပြပြီးရေးစားဖြစ်အောင်လုပ်တယ်ပြီးရဲ့အခါမှာသူ့စီကိုလိုက်လာပါဆိုပြီးခေါ်တယ်ခေါ်တဲ့အခါကျတော့ကောင်လေးကရောက်သွားတယ်ပေါ့နော် PDF အဖွဲ့ကိုရောက်သွားတဲ့အခါကျတော့အဲ့ဒီအဖွဲ့မှာအဲ့ကောင်မလေးကမရှိဘူး။လိန်ညာပြီးခေါ်လိုက်တာ။ဒါပေမဲ့အဲ့ဒီကောင်လေးကအဲ့ဒီ PDF အဖွဲ့မှာပဲအဖွဲ့ဝင်လုပ်လိုက်ရအောင်စစ်သားလုပ်လိုက်ရအောင်ဒီကောင်မလေးနဲ့လည်းမတွေ့ရအောင် ပေါ့နော်အဲ့လိုလိန်ခေါ်တဲ့ကိစ္စလည်းအများကြီးရှိရဲ့ရှင်။ဒါကြောင့်သားငယ်လေးတွေပေါ့နော်အဲ့လိုမျိုးဆဲကြောတက်ကလေးတွေမွေးထားတဲ့သူတွေယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ဖြစ်ပေါ့နော်လူမှုကွန်ရက်သုံးတဲ့အခါမှာသတိထားစေချင်ပါတယ်ရှင်။ပြောရမယ်ဆိုတော့ဒါက PDF မိန်းကလေးတယောက်ရဲ့မာယာထောင်ချောက်ပေါ့နော်။သူတို့အဖွဲ့ကထုတ်ပြန်လို့ဒါကကျမတို့ကတိတိကျကျတက်သိနေတယ်ကွာတင်ဆက်ပေးနိုင်တာ။ဒီလိုလိန်လဲခေါ်ယူမှုတွေလည်းရှိနေရဲဆိုတော့အမှန်တရားပဲရှင်။ ီတော့ PDF လောက်အနာလောက်ပါဆိုပြီးခေါ်သွားတယ်ဆိုရင် PDF ဖြစ်သွားတယ်ဆိုတော့ဒါစစ်ကတော့တိုက်ရပြီရှင်။တေးသေးကြီးကြီးလောက်ရတော့မယ်။သူတို့ခိုင်းတာလောက်ရတော့မယ်ပေါ့နော်။သူတို့ဖွဲ့ထဲမှာကြိုရောက်နေတဲ့သူတွေနှိမ့်ဆက်မှုတွေလည်းခံကျင်ခံရမှာပဲ။ကို့သားသမီးကမှဥမလဲနဲ့တောထဲမှာဒုက္ခရမှာဆိုလို့ပြောပြတာပါရှင့်။ PDF တွေကလူမှုကွန်ရက်အသုံးပြုပြီးတော့ဒီလိုမျိုးလူငယ်တွေကိုလိန်လေခေါ်ယူမှုတွေရှိနေဆိုတာကိုလည်းလူငယ်တွေတတိပြုနိုင်အောင်အတွက်ကျွန်မဒီ PDF မင်္ဂလေးရဲ့မာယာထောင်ချောက်သတင်းလေးအနေနဲ့ကျွန်မအနေနဲ့ချိတ်ဆက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင့်။လူငယ်များတတိပြုဆင်ကျင်နိုင်ကြပါစေရှင်။ မိဘပြည်သူများရှင်ကျွန်မခုပြောပြမယ့်သတင်းလေးကတော့ရုပ်ရှင်မျိုးတော်နဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါရဲ့ရှင်။ဟိုသတင်းလေးပြောရတဲ့အကြောင်းရင်းခံလေးကလည်းရှိပါရဲ့ရှင်။အဲ့ဒါကျွန်မဒီနေ့သတင်းစာမှာပေါ့နော်နိုင်ငံတကာသတင်းစာမှာဆိုရင်သတင်းလေးတစ်ပုဒ်ကိုတွေ့လိုက်ပါတယ်။အဲ့ဒါလေးကတော့ရုပ်ရှင်မျိုးတော်တိစောက်ဖို့အတွက်စိတ်ပါဝင်စားတဲ့သူတွေကိုနိုင်ငံပိုင်သတင်းစာကနေတဆင့်မြမရုပ်ရှင်အစည်းအဝေးကနေဖိတ်ခေါ်ထားတဲ့သတင်းလေးဖြစ်ပါရဲ့ရှင်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့အကျိုးတူပေါင်းဆောင်ရဖို့အတွက်စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေအနေနဲ့စိတ်ဝင်စားမှုပေါ်ပြလာပါတော့ EOI Fund ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာဝယ်ယူနိုင်ပြီးတော့ဇွန်လ17ရက်နေ့နောက်ဆုံးထားပြီးတော့ပြန်လည်တင်သွင်းနိုင်ပါတယ်ဆိုပြီးတော့ကြေညာထားပါရဲ့ရှင်မိဘပြည်သူတို့အားလုံးသိရတဲ့အတိုင်းပဲရုပ်ရှင်မျိုးတော်ဆိုတဲ့စီမံကိန်းကြီးတစ်ခုကိုရုပ်ရှင်အစည်းအရုံးကနေပြီးတော့ဖန်တီးနေပါရဲ့ရှင် ဒီတော့လူတွေကပေါ့နော်အော်ရုပ်ရှင်မျိုးတော်ကြီးဖြစ်လာတယ်အော်ဘသူကလုံပေးရဘသူကလုံပေးရဆိုပြီးတော့တချို့ data လေးမှာမခိုင်လုံဘူးပေါ့ရှင်မခိုင်လုံဘူးဒီရုပ်ရှင်မျိုးတော်ကိုဘသူကစပြီးတော့ season ပေးခဲ့တာလဲဘသူကသူတို့အတွက်စတည်ထောင်ပေးခဲ့တာလဲဆိုတော့မသိဘူးပေါ့နော်သမိုင်းကြောင်းလေးကိုမသိရတူရှိရဲ့ရှင်အဲ့တမိုင်းကြောင်းလေးကိုကျွန်မနည်းနည်းလေးပြောပြချင်ပါတယ်။ရုပ်ရှင်မျိုးတော်စီမံကိန်းကိုစတင်ပေးခဲ့တာဘယ်သူလဲ။အဲ့ဒါအရေးကြီးတယ်ဗောနော်။အဲ့အပိုင်းလေးကျွန်မပြောပြချင်တယ်။ဒီရုပ်ရှင်မျိုးတော်စီမံကိန်းလေးကိုတမရာကြီးဦးသိန်းစိန်လက်ထက်2012ခုနှစ်ဇွန်လ17ရက်နေ့မှာဆိုရင်ရုပ်ရှင်အစည်းအုံတာဝန်ရှိသူတွေက နိုင်ငံတော်တံတိုင်းဦးသိန်းစိန်နဲ့တွေ့တဲ့အခါမှာမြန်မာရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးနဲ့ရုပ်ရှင်လောကသားတို့အတွက်ရုပ်ရှင်ချမ်းသို့မဟုတ်ရုပ်ရှင်မျိုးတော်တိဆောက်ပေးဖို့တောင်းဆိုခဲ့ပါရဲ့ရှင်အဲ့ဒီမှာပဲတမနာကြီးဦးသိန်းစင်ကနေပြီးတော့ခွင့်ပြုပေးခဲ့တယ်။ဒါကြောင့်2014ခုနှစ်ဇွန်လလအတွင်းမှာဆိုရင်ပြည်ချိုင်းဝင်ကြီးဦးအောင်ကြည်နဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ရန်ကုန်နေပြီးတော့အမြန်လမ်းမိုင်24ဖလုံကဧက200ကျဲဝန်းနဲ့မြေကွက်ကိုရုပ်ရှင်မျိုးတော်စီမံခဲ့အကောင့်ထဲပို့ရမှာအသုံးပြုစေဖို့ဆိုပြီးတော့ခွင့်ပြုချက်ချပေးခဲ့ပါရဲ့ရှင့်။ ရုပ်ရှင်မျိုးတော်ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းရုပ်ရှင်မျိုးတော်ရုပ်ရှင်လောကသားတွေအတွက်ဆက်စပ်ခြင်းအကျိုးပြုခဲ့တာကသမနာကြီးဦးသိန်းစိန်သာဖြစ်ပါရဲ့ရှင်။ဒါပေမဲ့ရုပ်ရှင်မျိုးတော်ရဲ့ဇလန်းအစကသမနာကြီးဦးသိန်းစိန်ကခွင့်ပြုပေးခဲ့တဲ့မြေနေရာစီစဉ်ပေးခဲ့တဲ့ဧက200တောင်စီစဉ်ပေးခဲ့တာနော်။အဲ့တော့ရုပ်ရှင်မျိုးတော်ရဲ့ဇလန်းအလဲရောက်လာတဲ့ခါကျတော့2016ခုနှစ် NLD အစိုးရလက်ထက်ရောက်တဲ့အခါမှာဆိုရင်ရုပ်ရှင်မျိုးတော်ကိုရန်နာခဲ့ပါရဲ့ရှင်။ ဘာကြောင့်ရင်နာခဲ့လဲဆိုတာကတော့အဲ့ဒီစီမံကိန်းတွေမှာပါဝင်ခဲ့တဲ့သူတွေပဲမေးကြည့်လိုက်ပါရှင်။နော်အဲ့လိုဇလန်းလေးရှိခဲ့တယ်။အဲ့ဒီနောက်မှာမှ2021ခုနှစ်နောက်ပိုင်းရောက်တဲ့အချိန်ကြတော့မှ NASA ကအစိုးရထံကိုအဆိုပါနေနီယံကိုပြန်လည်လုပ်ပိုင်ခွင့်ရရှိဖို့အတွက်ရုပ်ရှင်အစည်းအရုံးကရှောက်ထားပြီးတော့တင်ပြခဲ့ပါရှင်။ အဲ့လိုတင်ပြခဲ့တဲ့အခါမှာဆိုရင်နောက်ဆက်ကအစိုးရအနေပြီးတော့2024ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့ရက်စွဲနဲ့အစိုးရရန်ကုန်တင်ပြီးတော့အမြန်လမ်း -14 ဖာလုံးကအေက200ကျန်ဝင်တဲ့နေနေရာမှာရုပ်ရှင်ပြုတော့စီမံကိန်းအတွက်ဆက်လက်ဆက်လက်တည်ဆောက်ဖို့အတွက်ကိုနှစ်ပေါင်း30လောက်ပိုင်ခွင့်ချပေးခဲ့တာပါရှင့် ရုပ်ရှင်မျိုးတော်စီမံကိန်းလေးကိုတိစောက်ရတဲ့ရည်ရွယ်ချက်လေးရလဲကောင်းပါမှာရှင်။ရုပ်ရှင်ရန်ကုရဲ့အတွက်ကို one stop စားပဲပေးဖို့အတွက်ကိုလုံဆောင်လာနိုင်ငံတကာခီးသွွားတွေကိုဆွဲဆောင်နိုင်ဖို့အတွက်လည်းလုံဆောင်ပါတယ်။ပါဝင်နေပေါ့နော်။အဲ့လိုမျိုးလေးပါတယ်။ပြီးတော့ရုပ်ရှင်လောကသားတွေအလောက်ကအစဉ်ပြေမှုတိုးတက်မှုရှိစေဖို့အတွက်လည်းရည်ရွယ်ထားတယ်။လက်ရှိလုံဆောင်နေတဲ့အခြေအနေကတော့ဒီညီနေရာတွေရှင်းလင်းပြီးရခါမှဆိုရင်ဟိုလုံခဲ့တဲ့ကာလတော်တို့ စ်ပင်တွေသွားဆိုင်ကြတယ်ရိတ်ရပင်တွေသွားဆိုင်ကြတယ်မင်းသားမင်းမီတွေသွားကြတာပေါ့နော်အဲ့ဒီပွဲလေးလည်းကျွန်မတွေ့ပါတယ်ပြီးတော့ရုပ်ရှင်လောကသားတွေအတွက်ချင်းငွေထုတ်ပေးခြင်းနဲ့လည်းလုပ်ပေးမှာဖြစ်သလိုအဆောက်အဦ30ကျော်စီစဉ်ဖို့တိဆောက်ဖို့အတွက်ကိုစီစဉ်ထားတယ်ဆိုပြီးသိရပါရှင့်ရုပ်ရှင်ပြုတော့စီမံကိန်းမှာဆိုရင်ရုပ်ရှင်ရိုက်ကွင်းနေနေထိုင်ရနေရတယ်အိုစားတောက်ဆိုင်နဲ့ခီးသွွားဆိုင်အောင်ဝန်ဆောင်မှုလည်းပါမှာဖြစ်ပါရှင့်ပြီးတော့ပူပေါဆောင်လို့လည်းရရပါတော့စီးပွားသမားအနေနဲ့ရုပ်ရှင်မြို့တော်စီမံကိန်းမှာဝင်ရောက်ပြီးတော့ပူပေါဆောင်လို့ရတယ်ဒါကြောင့်ရုပ်ရှင်မြို့တော်စီမံကိန်းအတွက်ကိုရုပ်ရှင်အစင်းရောက်နေပြီးတော့သတင်းစာအနေနဲ့ပြီးတော့ပူပေါမှုအတွက်ကိုရှောက်လာလေးတွေရောင်းချပြီးတော့ ဥပပေါင်းဖို့ဖိတ်ခေါ်တာပဲဖြစ်ပါရှင့်တကယ်တော့ဒီသတင်းလေးကရုပ်ရှင်လောကသားတွေအတွက်အင်မတန်သတင်းကောင်းလေးတစ်ခုပါပဲဘယ်လိုဖြစ်ကိုယ့်ရဲ့လောကကိုတိုးတက်စေချင်တာကတော့လူသားတိုင်းရဲ့ဆန္ဒပဲလေဟိုကိုကစစ်သားတယောက်ဖြစ်လာတဲ့ဆိုတတ်မလို့ယူတိုးတက်စေချင်တယ်နော်ကိုကရဲဝင်တဲ့တယောက်ဖြစ်လာတဲ့ဆိုရဲဌာနကိုတိုးတက်စေချင်တယ်ကိုကနှုတ်ပြန်သမားတယောက်ဖြစ်တဲ့ဆိုရင်နှုတ်ပြန်လောကကိုတိုးတက်စေချင်တယ်ရှင့်ဒီလိုပဲကျမတို့မီဒီယာသမားတွေလည်းမီဒီယာလောကကိုတိုးတက်စေချင်တယ်ရှင့်လူတိုင်းလူတိုင်းဟာကိုယ်တန်ရုံးစင်ရှိရာကိုယ်အလုံးလောက်ကံရာ နေပယ်တွေကိုတိုးတက်စေခြင်းနဲ့ဆန္ဒရှိကြရဲ့ရှင့်အဲ့ဒီမှာအားလုံးစုပေါင်းလိုက်တဲ့အခါကျတော့ကျမတို့ဟာမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်မြန်မာနိုင်ငံကြီးကိုတိုးတက်စေခြင်းနဲ့ဒါကြောင့်ဘယ်ကဏ္ဍပဲတိုးတက်တိုးတက်ကျမတို့ကဝမ်းသာပါရဲ့ရှင့်ခုံလဲခုံယူပါတယ်ရုပ်ရှင်လောကသားတွေထဲမှာပေါ့နော်တချို့နိုင်ငံရေးလောက်တဲ့သူတွေရှိရဲ့အဲ့ဒီမှာတမိုင်းဝင်တဲ့ဇာတ်ကားကိုပြောခဲ့တဲ့ပုံကိုတူလည်းရှိပါရဲ့ရှင့်အော်စစ်တပ်ကျေးဇူးမူးလို့ရှူစရာမရှိဘူးဆိုတာလေနော်အခုတော့ရုပ်ရှင်မျိုးတော်ကြီးဟာဘဘောက်ဦးသိန်းစိန်ကြောင့် ဖြစ်ခဲ့ရတာပပောက်သင်စင်ကစီစဉ်ပေးခဲ့တာဖြစ်တဲ့အတွက်ပပောက်သင်စင်ကတမရောသားဟောင်းဖြစ်တဲ့အတွက်စစ်တပ်ကျေးဇူးမူးလို့ရှူစရာရှိသွားတော့ပြီးတော့ထင်တယ်ရှင့် NLD လက်ထက်တုန်းကအဲ့စီမံကိန်းကြီးကိုရပ်ပစ်ခဲ့တာအခုနောက်ဆက်ကအစိုးရကသာပြန်လဲခွင့်ပြုပေးခြင်းမရှိဘူးဆိုရင်ဒီစီမံကိန်းကဒီတိုင်းပဲရှိနေမှာလေဘယ်သူကခွင့်ပြုပေးမှာလဲဘယ်သူကဆက်လုပ်ပေးမှာလဲအခုတော့နာဆာကအစိုးရကခွင့်ပြုပေးခဲ့တယ်။နာဆာကအစိုးရကိုခေါင်းဆောင်အနေနဲ့မောင်းနေတဲ့ပုံကလည်းတက်မတော်သားပဲဖြစ်တယ်ဆိုတော့စစ်တပ်ဂျေဆူကိုမူးလို့ရှင်ရှူစရာအတိအဝရှိတော့ပြီလို့ထင်တယ်ရှင့်။ ထင်တယ်နော်ထင်တယ်ဒီတော့နောင်လာနောင်သားတဲ့အနေနဲ့လူပညာရှင်တွေအနေနဲ့စစ်တပ်ဂျေဇူးမူးလို့ရှူစရာရှိသွားပြီနော်ဂျေဇူးကန်းတဲ့ကိစ္စလေးမလုပ်ပါနဲ့လို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်မြေတို့ဝင်ဆိုဒီကမူအေက200ဆိုတာနည်းတဲ့ကျဲဝတ်မဟုတ်ပါဘူးရှင့်အဲ့ဒီအနေမှာအဆောက်အဦတွေဖြစ်လာမယ်ကျွန်မကတော့မြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာအမှုပြန်လောကကိုတိုးတက်စေချင်တယ်ရှင့်အမှုပညာလောကမှာဒီလိုမျိုးဆက်ပစ္စည်းတွေရုပ်ရှင်တွေရတိုးတက်လာတဲ့အတူအမှုပညာထုတ်ကုန်တွေလည်းတိုးတက်ဖို့လိုပါတယ်ဒါကတော့အမှုပညာလောကသားတွေရဲ့စူးစမ်းမှုပေါ့နော် ရုပ်ရှင်တွေရိုက်တဲ့အခါမှာပြည်သူလူထုအတွက်အကျိုးရှိမဲ့ရုပ်ရှင်လေးတွေပြည်သူလူထုဂုဏ်သုတရစေမဲ့ရုပ်ရှင်လေးတွေပေါ့နော်ဟိုအားနေလို့ရှင်ဟိုဖောက်ပြန်တဲ့ကိစ္စတွေပဲရိုက်နေမှာမဟုတ်ပဲနဲ့ပေါ့နော်တခြား knowledge တွေပေါ့ရှင်အဲ့လိုဟာလေးတွေရိုက်ကူးဖို့အတွက်ကိုစူးစမ်းပေးဖို့အတွက်လည်းကျွန်မတောင်းဆိုချင်ပါတယ်ရှင်ဒါအပြင်ဟိုအခုချိန်မှာဆိုရင်မြန်မာနိုင်ငံမှာအရန်အရေးကြီးလိုအပ်နေတဲ့ပြည်သူစစ်မှုတန်းဥပဒေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနားလည်လွယ်လောက်တဲ့ဇလန်းတူလေးတွေရိုက်ပေးမယ်ဆိုရင်လည်းကျမတို့အရန်ကျေးဇူးတင်ပါအချက်တောင်ကိုရီးယားရုပ်ရှင်တွေဆိုကျမနည်းနည်းကြည့်ရ တောင်ကိုရီးယားရုပ်ရှင်တွေကသူတို့တက်မလို့အပေါ်မှာပြည်သူလူထုစိတ်သဘောထားမမကကထားနိုင်မှုအတွက်ကိုသူတို့ကအမှုပညာဆောင်အားနဲ့ကြရတဲ့ရှင့်အဲ့လိုကြရတဲ့အခါမှာဆိုလဲတဲ့မှာစစ်တပ်ကိုကောင်းရောက်ကောင်းကြောင်းတွေပဲပြောနေအောင်မဟုတ်ဘူးရှင်စစ်တပ်ထဲမှာရှိတတ်တဲ့ချစ်ဖို့ကောင်းတဲ့ဓလေလေးတွေစစ်သားတွေဖြစ်တတ်တဲ့အမားလေးတွေအလွဲလေးတွေဟာသလေးတွေနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြမှုရောရိုက်ပြီးတော့ပြည်သူတွေကိုပြပေးတာ စကားဆိုရင်မစကားမဟုတ်ဘူးသူတို့အဲ့လိုမျိုးเนาะအဲ့အနုပညာပြချက်ကအရန်ကိုပြေဝါလုံးเนาะဒါကြည့်ရင်ကြည့်နေတော့သူတို့တောင်ကိုရီးယားစစ်သားလေးတွေအဲ့လိုမျိုးလေးပါလားချစ်ဖို့ကောင်းပါလားပေါ့เนาะပြီးတော့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားချစ်ကြည်ရဖို့အတွက်လည်းရုပ်ရှင်လေးရိုက်ထားအများကြီးရှိတယ်အရန်ကြည့်လို့ကောင်းနေရှင်းသေးလားဒီလိုဇာလန်းမျိုးတွေလည်းကျွန်မနိုင်ငံမှာရှိလာမယ်ဆိုကျွန်မကတော့အင်မတန်ကုန်းယူမှာပါရှင့်အလုံးတည့်ရဲ့အတိုင်းပဲနုပညာရှင်တွေက2021ရဲ့ကိစ္စရည်ကြီးမှာဆိုရင်မိဘပြည်သူတွေကိုအင်မတန်နှတ်ဆိုင်လာတဲ့နိုင်ငံရေးကြောက်တဲ့ကိုကြောက်အောင်လှုပ်ခဲလိုက်မိပြီလေ ဒီတော့ဒီကြောက်ထဲကနေအခုချိန်နေရလဲပြန်ကယ်တဲ့နေမဟုတ်ဘူးလားရှင့်ပြန်ကယ်ဖို့အတွက်ကမိဘပြည်သူတွေနိုင်ငံရေးပေါ်မှာသဘောထားမမှန်ကန်ကန်တွေးဖို့နိုင်ငံတော်ပေါ်ထားရှိရဲ့စိတ်လေးတွေမမှန်ကန်ကန်ရှိဖို့စစ်ပွဲတွေကိုမုံတီးဖို့ခုနိုင်ငံမှာရှိရဲ့တက်မတော်အစိုးရပေါ်မှာအမြင်ကြည်လင်မှုတွေရှိဖို့ဆိုတာလေးတွေကိုနှုတ်ပညာစွမ်းအားနဲ့ပြသနေလို့ထင်ပါရဲ့ရှင့် ဒါကပြောရမယ်ဆိုတော့ပြန်လဲကူစားခြင်းလို့ခေါ်မှာပေါ့နော်နိုင်ငံတော်ကချပေးထားတဲ့ A က200ကြီးထဲမှာလူပညာထုတ်ကုန်တွေလည်းထုတ်ရင်းနဲ့နိုင်ငံတော်အတွက်အကျိုးရှိမဲ့ထုတ်ကုန်လေးတွေလည်းထုတ်ပေးကြပါအောင်လို့လည်းကျွန်မအနေနဲ့တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင့်မိဘပြည်သူများရှင်ကျွန်မကနောက်ဆုံးပေါ့နော်တင်ဆက်ပေးချင်တာလေးကတော့သတင်းမဟုတ်ပါဘူးရှင့်နိုင်ငံရေးလေးလာတုံးသက်ချက်လေးတစ်ခုဖြစ်ပါတယ် ဲ့ဒီသုံးသက်ချက်ခေါင်းစဉ်လေးကတော့ပြည်တော်ပြန်ဝင်ခြင်းပေါ့ပြည်တော်ပြန်ဝင်ခြင်းဖြစ်တဲ့မိဘပြည်များတည်ရတာမြန်မာလူမျိုးတွေအားလုံးတော်တော်များများပေါ့နော်ဟိုနိုင်ငံရေးကွဲပြားမှုတွေတောင်နဲ့တောင်အဆင်မပြေမှုတွေချို့ကြလဲဥပဒေချိုးဖောက်မှုတွေဟိုဒီမိုကရေစီတိုက်ပွဲဝင်မှုတွေပေါ့နော်မျိုးစုံသောအကြောင်းတရားနဲ့ပြည်ပကိုရောက်ရှိနေတွေ့ရှိရဲ့အဲ့ဒါကအခုမှဖြစ်တာမဟုတ်ဘူးကျမတို့ခေတ်ဆက်ဆက်ပေါ့နော်တော်လှန်ရေးတို့ဘာလို့ညာတို့ဒီမိုကရေစီအတွက်စူးစမ်းမှုတို့စသဖြင့်လုပ်ခဲ့တဲ့အခြေအနေတွေမှာကိုရဂိုးကားပေါ့နော်အဲ့လိုမျိုး ဤဘောက်ထွက်ပြေးသွားတဲ့ဥယျာကအဲ့လိုပဲအများကြီးရှိခဲ့တာရှိခဲ့တယ်ပေါ့နော်ပြီးတော့ထွက်ပြေးသွားတယ်ပြန်ဝင်လာဆိုကိစ္စရရလဲဒါဟိုဖြစ်လေဖြစ်တာရှိရဲ့ကိစ္စပါပဲရှင်ဒီတော့ဒီနေ့မှာပြီးတော့ပြန်ဝင်ခြင်းနဲ့ပတ်သက်ပြီးကျွန်မနည်းနည်းလေးဆွေးနွေးပေးချင်တာဆွေးနွေးရတဲ့အကြောင်းရင်းရတယ်အကြောင်းရင်းကရှိပါရှင်ဒီအကြောင်းရင်းကိုပြောလာတဲ့ပုံကိုရှိလို့ပေါ့နော်အဲ့ပုံကတော့ဥက္ကူကိုကြည့်တာဖြစ်ပါရှင်ဥက္ကူကြည့်ရဆိုရင်ငင်းချိုင်းဖိုရန်တက်တဲ့အချိန်ကကျွန်မမနေ့ကလည်းကောင်းစင်တွေတခုပြောသွားတယ်ပေါ့နော်ဥက္ကူကြီးပြောတဲ့ကောင်းစင်တခုဆွေးနွေးသွားတယ်ဒီနေ့ဒါနောက်ထပ်ကောင်းစင်တခုပေါ့အဲ့တော့ကတော့သူကပြပရောက်မြန်မာပြန်ဝင်လာနိုင်ဖို့အရေးအတွက်ကိုသူက 調査ဆောင်ရွက်ခြင်းနဲ့ဆိုတဲ့သဘောတရားလေးတွေအဲ့ဒီ forum မှာဆွေးနွေးသွားခဲ့လို့သိရပါတယ်ရှင်။သူကိုယ်တိုင် interview ဖြေခဲ့တဲ့အတွက်ကျွန်တော်တို့သိရတာဖြစ်ပါရှင်။ပြီးတော့ကျွန်မအနေနဲ့ထောက်ထုတ်ပြီးတော့မိဘပြည်သူများဆွေးနွေးတင်ပြခြင်းနာကတော့ပြည်တော်ပြောင်းဝမဲ့ကိစ္စပါရှင်။ပြည်တော်ပြောင်းဝမဲ့ကိစ္စကတော့ democracy အစိုးရတစ်ဆက်ဖြစ်လာလို့ရှင်။လုံလေလုံထရှိရဲ့ကိစ္စပဲရှင်။လုံလေလုံထရှိရဲ့လုံလဲလုံအောင်ပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ ဟိုကျွန်မနိုင်ငံမှာဒီမိုကရေစီဖြစ်သွားလို့ရှိရင်နိုင်ငံတကာဖိအားတွေကကျွန်မစီရောက်လာမှာအမင်းတို့ကဒီမိုကရေစီအစစ်ကိုသွားကြင်လို့လားဒီမိုကရေစီနိုင်ငံတကယ်ဖြစ်ကြင်လို့လားဆိုရဲစာမေးပွဲတွေပေါ့အဲ့စာမေးပွဲတွေဖြေတဲ့ခါကျရင်ကိုယ့်မြန်မာနိုင်ငံသားတွေကိုပြန်ပြီးတော့ဒီမိုကရေစီအတွက်လှုပ်ရှားတယ်ဆိုရင်အင်အားစုအချို့ပြည်တွင်းထဲကိုပြန်ခေါ်ရတဲ့ကိစ္စတွေလောက်ကိုလောက်ရတယ်ရှင်ကျွန်မတို့မကြိုက်လဲနိုင်ငံတော်ကလောက်ကိုလောက်ဝေးရမယ့်ကိစ္စ အဲ့လိုဖြစ်နေပါတော့ဒီတော့ဒီကိစ္စကိုတည်ပြီးတော့အခုကိုကြီးကဇွေးနှွေးအကြံပြုရလို့ထင်ပါရဲ့ရှင့်အဲ့တော့ကျမအနေနဲ့ပြည်တော်ပြောင်းဝင်ခဲ့တဲ့သူတွေအများကြီးရှိပါတယ်အများကြီးရှိရဲ့ပုံကိုယ်လေးတည်းရမှာ2012မှာပြည်တော်ပြောင်းဝင်ခဲ့တဲ့ပုံကိုယ်တည်းအောင်အကြောင်းကိုပဲကျမဆွဲထုတ်ပြီးတော့ပြောချင်ပါတယ်အဲ့ဒီပုံကိုကတော့ဦးမိုးသီးဆောင်တာဖြစ်ပါရဲ့ရှင့်ဦးမိုးသီးဆောင်ပါဆိုရင်2012ခုနှစ်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာနိုင်ငံတော်ပြည်내တည်ငြိမ်ရေးလုပ်ငန်းစဉ်အရာ ပြီးတော့ပြန်ဝင်ခဲ့တဲ့ပုံကိုဖြစ်ပါရှင့်ဥမိုးသီးဆောင်ပြီးတော့ပြန်ဝင်တဲ့နေ့တော့ကျွန်မသတိရမိပါသေးတယ်လေးစိတ်မှာတော့ကြိုကြရတဲ့သူရဲ့ရှေ့ပေါ့နော်။တော့သူလည်းသူ့ပြိတ္တနဲ့သူပေါ့ရှင့်။ဟုတ်တယ်မဒီဝရတောင်မှာပြိတ္တရှိသေးရသူလည်းပြိတ္တရှိမှာပေါ့အလိုတော်ရှိရပါတော့။ဒီတော့ဥမိုးသီးဆောင်ကဒီမြန်မာနိုင်ငံပြန်ရောက်ပြီးရဲ့မကြခင်ကာလမှာပဲသတင်းလေးတစ်ခုတက်လာမှာရှင့်ဒီသတင်းလေးပါရှင့်။အပြည့်တရားဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဦးမိုးသီးဆောင်ကိုတဲ့မြောက်ကုံရဲစခန်းမှာလူတက်မှုနဲ့တိုက်ကြားလိုက်တာပဲဖြစ်ပါရှင့် ဒီဇင်ဘာ23ရက်ကအမှုဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။မကြသေးမီကတဲ့မြန်မာနိုင်ငံကိုပြည်တော်ပြန်ဝင်လာသူမြောက်ပိုင်းကျောင်းသားတက်မတော် ABDA ဥက္ကဋ္ဌဦးမေမိုးသီးစုံနဲ့အပေါင်းပါအချို့ကိုရန်ကုန်တိုင်းဒေသကြီးတကုံမြို့တဲ့မြောက်ပိုင်းမြို့နယ်ရဲစခန်းကနေပြီးတော့ပစောက်83.23ရက်နဲ့ပုံမှန်300နဲ့လူသတ်မှုနဲ့ဒီဇင်ဘာ23ရက်မှာအမှုဖွင့်လိုက်ပြီးဖြစ်ပါရဲ့ရှင်။တရလိုကတော့ဒေါခင်မေမြင့်84နှစ်ဖြစ်ပါတယ်။သူနေထိုင်တဲ့လိပ်စာလေးကိုလည်းရေးထားပါရှင်။တကုံမြို့တဲ့မြောက်ပိုင်းမှာနေထိုင်တဲ့သူဖြစ်ပါရဲ့ရှင်။ သူ့ရဲ့သားနှုတ်ဖြစ်သူမောက်ထေးတင်းနဲ့မောက်ထေးနိုင်တို့ကတဲ့1988ခုနှစ်ရေခင်းဖြစ်ပြီးရနောက်မှာဆိုရင်ထိုင်းနိုင်ငံကိုထွက်ခွာသွားတယ်။ပြီးရခါမှာအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။2004ခုနှစ်မှာသားကြီးဖြစ်သူမောက်ထေးတင်းကဖုန်းနဲ့ဆက်သွယ်လာခဲ့တယ်။အဲ့တော့မှသားငယ်ဖြစ်သူမောက်ထေးနိုင်ဟာဆိုရင်ကရင်ပြည်နယ်မှာရှိရဲမာနယ်ပလော့စခန်းမှာ ABFDI ဥက္ကဋ္ဌဖြစ်သူမိုးသီးစုံနဲ့အပေါင်းပါရီကဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အတွက်သိဆုံးခဲ့ရတယ်ဆိုပြီးတော့သူသိရတယ်ဗောနော်ဒါကြောင့်အခုချိန်မှာဆိုရင်သူ့ရဲ့သားကိုတတ်ဖြတ်သွားခဲ့တဲ့မိုးသီးစုံဥမိုးသီးစုံကိုသူကနေပြီးတော့တရရလို့အနေနဲ့ အမှုတင်ခဲ့တာဖြစ်ပါရှင့်ဒီလိုအမှုတင်ခဲ့တဲ့နောက်မှာဆိုရင်ဦးမိုးသီးဆိုတာလည်းခေသူမဟုတ်ဘူးပေါ့နော်ပြောမယ်ခေသူမဟုတ်ဘူး तू ကပြန်ပြီးတော့တုတ်ပြန်ထားတဲ့တင်းလေးတစ်ခုလည်းကျွန်မရှာလာပါရှင့်အဲ့ဒီတင်းကောင်းစဉ်လေးကတော့မိမိအားတရားစွဲမယ်ဆိုရင်ね1962 90 88 2000လူသားမှုတွေကိုလည်းတရားစွဲဝင်ပေးရမယ်ဆိုပြီးတော့ तू ကပြောကြားထားပါရှင့် ဒီသတင်းလေးမှာဆိုရင်သူ့မေးထားတဲ့မေးခွန်းလေးခုလည်းကျွန်မကောက်နှုတ်ပြီးတော့ပြောပြပေးပါမယ်ရှင်။ဦးမိုးတီးစုံကိုတဲ့လူသက်မှုနဲ့တရားစွဲထားတယ်ဆိုရင်သတင်းဖတ်ပြီးလောက်ရောပေါ့တဲ့။အဲ့ဒီပေါ်မှာဘာများပြောချင်ပါသလဲဆိုပြီးမေးထားပါဗါတယ်။အဲ့ဒီမှာဦးမိုးတီးစုံဖြေထားတာကတော့ဒါကအစိုးရအနေနဲ့ပြုပြင်ပြောင်းလဲမှုတွေဟာရိုးသားမှုမရှိဘူးဆိုတာကိုပြသနေရပဲဖြစ်ပါတယ်။နေသိမ်းမှုတွေတန်ဃာတော်တွေကိုပြစ်ခတ်နှိမ်နှင်းမှုတွေအပေါ်မှာကျွန်တော်တို့ကအမှန်တိုင်းပြောကြတယ်။ဦးသိန်းစင်အစိုးရကကြားချင်တာတွေမပြောခဲ့ဘူး။သူတို့မှားနေတာတွေကိုထောက်ပြခဲ့တယ်။ဒီအတွက်နိုင်ငံရေးရအကွက်စင် ကျက်ညတာဖြစ်တယ်။ကျွန်တော်ဟာဘယ်လူသတ်မှုမှမမပတ်သက်ခဲ့ဘူးဆိုတာကိုကျွန်တော်ရဲဘော်တွေအားလုံးသိဖြစ်ပါတယ်။အမှန်တရားကိုရင်ဆိုင်ဖို့အသင့်ရှိရဲဆိုပြီးတော့သူကပြောကြားထားပါတယ်ရှင့်။ဒီတော့ဥမှုသူဆောင်ကိုအခုဒီအမှုဆွဲတဲ့ဥထိန်နိုင်ပေါ့နော်ဥထိန်နိုင်ရဲ့မိခင်ပေါ့ရှင်ဒီတော့ဥထိန်နိုင်ဟာဘလို့ကြောက်တိတ်ဆုံးခဲ့လဲဆိုတာလေးကိုလည်းကျွန်မအနေနဲ့သိရှိရတဲ့သတင်းလေးတွေကိုပြောပြပါမယ်ရှင်ဒီဥထိန်ကိုထိန်နိုင်ပေါ့နော်ဒီကိုထိန်နိုင်ဟာဆိုရင်ညီကိုမောင်မတွေအားလုံးက1988အရေးခင်မှာတက်ကြွစာပါဝင်ခဲ့တဲ့သူတွေဖြစ်တယ်လို့သိရပါရှင် အဲ့ဒီမှာမှကိုထေးနိုင်ကိုညီကိုကတော့တော့ခုခဲ့ပါရဲ့ရှင့်အဲ့ဒီတော့ခုခဲ့တဲ့ခါမှာဦးမသူဆောင်ကနေပြီးတော့ကိုထင်းနိုင်ကိုစစ်တပ်တရှိုးဆိုပြီးတော့ဆွဆွဲပြီးတော့နှိပ်စက်ခဲ့ပါရှင်။ကိုထင်းနိုင်ကိုကျင်းတူးပြီးတော့တကူလုံးမြုပ်ထားခဲ့ပြီးတော့ရပောင်းများစွာနှိပ်စက်ခဲ့ပါတယ်။ဒါကြောင့်ကိုထင်းနိုင်ကဆိုရင်တကူလုံးဝဲဆွဲပြီးတော့လူတို့ဖြစ်ခဲ့ရပါတယ်။ကိုထင်းနိုင်ကိုဖမ်းထားတဲ့အချုပ်ခန်းကိုဆောက်ရတဲ့ ABD ရဲ့အကြောင်းသားလေးကိုကိုထင်းနိုင်ကသူ့တတ်ပေးပါဆိုပြီးတောင်းဆိုတဲ့အထိတောင်းပန်တဲ့အထိဖြစ်ခဲ့ရဲဆိုပြီးတော့လည်းသိရပါရှင့်။ အခုလိုမျိုးစိုးဝါးစွာနှိပ်စက်ခံရတဲ့ကိုထင်းနိုင်ကိုမိုးသီးစွာနေပြီးတော့ချက်ချင်းတက်ဖြတ်တာမလုပ်ပဲနဲ့သူတို့အဲ့ဒီစခန်းအောင်ရွှေ့ပြောင်းတဲ့အချိန်ကြတော့မှတက်ဖြတ်ခဲ့ရဆိုပြီးသိရပါရဲ့ရှင်ဒီတော့ဒီလိုကိစ္စရက်တွေကအဲ့ဒီခေတ်ကဖြစ်ခဲ့တယ်အခု2021နောက်ပိုင်းမှာလဲတောထဲမှာလိုကိစ္စအများကြီးရှိရဲ့ရှင်ဒီတော့ပြည်တော်ပြောင်းဝင်လာတဲ့သူတွေထဲမှာဒီလိုမျိုးလူသက်သမားတွေပါလာခဲ့မယ်ဆိုရင်ရောကျမတို့မြန်မာနိုင်ငံဥပဒေနဲ့ဒီလူတွေပေါ်မှာဘလို့ပြီးတော့အရေးယူကြမှာလဲရှင်ဥမိုးသီးစွာတော့မှပြန်လာတယ်အရေးယူမှန်းလိုက်ဘူးသူပြန်ပြီးထွက်ပြေးသွားတယ်မြန်မာနိုင်ငံသားကို လောလောကူကူပဲသူ့အတွက်ကအရာအလုံးဟာသူတက်ခဲ့တဲ့အသက်တွေအတွက်လည်းသူနောင်ဝန်းလာရခြင်းလည်းမရှိဘူး။သူ့စိတ်ထဲမှာအခုချိန်တွေဇွဲမြန်းထားတဲ့ပုံစံကငါဒီအိမ်တော်တော်လိုင်းလုပ်နေတာ။ငါလုပ်တဲ့အလုပ်ဒီမှန်ကန်နေဆိုပြီးသူလက်ရှိချိန်ကြီးဇွဲမြဲထားပုံပဲရှင့်။ဒါကြောင့်လည်းယနေ့ချိန်ကြီးအချက်မရှိဘဲနဲ့ဒီကိစ္စတွေကိုသူမသိကြအောင်ဆောင်နေနိုင်တာပေါ့ရှင်။နောင်တမရှိတဲ့လူသက်သမားတွေအများကြီးပေါ်ထွက်ခဲ့တာ1988နောက်ပိုင်းမှာအဲ့ဒီလိုပဲ2021နောက်ပိုင်းမှာလည်းအများကြီးပေါ်ထွက်ခဲ့တယ်။အဲ့ဒီပုံပေါ်လေးတချို့ကနိုင်ငံသားအောင်ရှောင်ပြေးသွားတယ်။ဒီလူတွေဟာဒီမိုကရေစီဆိုးဝါးရှိတဲ့အချိန်မှာပြည်တော်ပြောင်းလဲလာမယ်ဆိုရင် နစ်နာခဲ့ရတဲ့ကျောင်းသားလူငယ်တွေရဲ့မိဘဆွေမျိုးတွေကရှင်ထဲမှာဘလို့များခံစားရမှာလဲမသိဘူးရှင်ဒီတော့ပြည်တော်ဝင်တဲ့ကိစ္စလေးပေါ့ရှင်မိဘပြည်သူတွေကတော့စိုးရိမ်စိတ်တွေများရှိတာပေါ့အစိုးရတက်တက်လာရင်ပြည်တော်ပြန်ဝင်ကြမှာတော့မိဘပြည်သူတွေလည်းခံမှန်းမိတဲ့ကိစ္စပါသိပါတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်လူသက်သမားတွေမရင်းသမားတွေရုပ်မှရက်ဆက်တဲ့သူတွေပြည်တော်ပြန်ဝင်လာမယ်ဆိုရင်တော့မိဘပြည်သူတွေနှလုံးသားအောင်နင်းပြီးတော့ဝင်လာမှာဖြစ်တဲ့အတွက်နိုင်ငံတော်မှာရှိတဲ့အာဏာပိုင်တွေကလည်းဒါလေးတော့တေချာလေးစစ်စစ်ပြီးတော့ပြန်လဲသွတ်သွင်းတင်တယ်လို့တော့ထင်ပါရဲ့ရှင့် နိုင်ငံတကာအမြင်ရတော့နိုင်ငံတကာအမြင်ပေါ့ရှင်ကျမတို့ဂရုစိုက်ရမှာပေါ့ဒါပေမဲ့မြန်မာနိုင်ငံသားတွေရဲ့အမြင်ကိုလည်းမမေ့ထားကြဖို့အတွက်လည်းကျမအနေနဲ့တစ်ခါလေးတိုက်တွန်းလိုက်ပြန်စီရှင်ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှတလောက်နေပဲရှင်းပြပြန်စီရှင်ကျမတရင်လေးတွေကိုအမြင်နဲ့ပဲကြည့်ရှုအားပေးကြရတဲ့မိဘပြည်သူများအားလုံးဆက်ချင်တာကိုကြမ်းပါကြပါစေကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေလို့ကျမတို့ Prime Media မိသားစုမှစုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်